နေနဲ့ပတ်သက်ပြီးတော့အမှတ်တရဖြစ်เสียအကြောင်းတွေများစွာ ရှိတယ်လို့ဒီလိုဆိုတာပေါ့နော်အဘိဓမ္မာတရားကိုပြီးအပြီးသတ်ဟောပြီးတဲ့နေ့ဟာလည်းပဲဒီနေ့ပဲဖြစ်တယ်အဘိဓမ္မာတရားဟောတဲ့အခါမှာလူပြည်မှာအဘိဓမ္မာတရားလည်းအပြီးသတ်တယ်နတ်ပြည်ကအဘိဓမ္မာတရားလည်းအပြီးသတ်တယ်ဆိုတာလည်းဒီကနေ့ပဲဖြစ်တယ်အဘိဓမ္မာတရားဟောပြီးလူပြည်တို့ပြန်လည်ကြွလာခဲ့တာလည်းဒီကနေ့ပဲဖြစ်တယ် အဲ့ဒီရှင်သာရိပုတ္တရာနဲ့ဥပလဝံထေရီမတို့ကမြတ်စွာဘုရားကိုပထမဆုံးရှ िख ိုးခွင့်ရကြတာဟာလေဒီကနေ့ပဲဖြစ်တယ်ရှင်သာရိပုတ္တရာရဲ့ပညာအရည်ချင်းကိုမြတ်စွာဘုရားကပြိဋ္ဌအလယ်မှာထုတ်ဖို့ပြောခွင့်ရတာဟာလေဒီကနေ့ပဲဖြစ်တယ်ပေါ့ယန္တန်ကအချင်းချင်းအပြန်အလှန်နားလည်မှုနဲ့တဦးနဲ့တဦးဖြစ်ရှိဖိတ်ကြားပြီးတော့ဒီစီယုံညင်ညွတ်မှုကိုဖြစ်ပေါ်စေတာတမဲကတန်ဝါတောင်းဖြစ်ပေါ်စေတာလေဒီကနေ့ပဲဖြစ်တယ်လို့ ဒါကြောင့်မို့လို့ဒါကဗုဒ္ဓသာသနာတော်နဲ့ပတ်သက်တဲ့ဒီသတင်းညွှန်လာပြီးနေရဲ့အမှတ်တရများပဲဖြစ်တယ်ပေါ့ဒါဖြင့်ဒီကနေ့ခေမြန်မာလူမျိုးတွေကဘာတွေလုပ်နေကြလဲဆိုတော့သတင်းညွှန်လာပြီးနေဟာမြန်မာရိုးရာတဲတွေဒီမှာမိထွန်းကြတယ်ပေါ့မိထွန်းတာတော့ရွေချက်မျိုးမျိုးထမရဲ့ချက်ငယ်စဉ်ကတွေ့ဘူးတာတော့ နှချံကုန်းနေလဲထွန်းတာပဲလေကားတွေလဲထွန်းတာပဲဟိုထွန်းဒီထွန်းထွန်းကြတာပေါ့နော်နတ်တွေပူဇော်တယ်လို့ပဲထင်ပါလေထွန်းကြတာနောက်ပိုင်းကျတော့အေးနတ်ပူဇော်မဲ့အစားတာဝရိန္ဒနတ်ပြည်ကမြတ်စွာဘုရားကြွလာတာကိုကြိုးဆိုပြီးပူဇော်တဲ့အနေနဲ့ထွန်းရင်ဟောရည်ရချက်လေးကတော့ကောင်းသွားတယ်လို့ပြောအောင်တကယ်ကတော့ဒီမီးထွန်းနဲ့ဆိုတာဟိန္ဒူလူမျိုးတွေရဲ့အိန္ဒိယနိုင်ငံမှာဒီပါဝလိဆိုတာရှိတယ်ပမာရီကတော့ဒီခါလေးဒေဝါလီလို့ခေါ်နေကြတယ် တကယ်ကတော့ဒီပါဝလိဒီပဆိုတာစီမီအာဝလိဆိုတာအစင်တန်းမီးတွေထွန်းထားလိုက်တာရည်ရွယ်ချက်ပေါ်မှာမူတည်ပြီးတော့အကောင်းဆုံးပြောရမှာဖြစ်တယ်မိနှက်ကိုပူဇော်တဲ့အနေနဲ့မိထွန်းကြတာပေါ့ငကိုတော့ကတော့ဖရာကိုစုလို့ပေါ့ဂျိုကိုလုံးပူဇော်တာကိုနောက်ပိုင်းကျတော့ဖရာနဲ့ပြောင်းပြီးတော့ဖရာကိုစုစုဖြစ်သွားတာအမှန်ကတော့ဂျိုကိုလုံးပူဇော်တာပဲအဲ့လိုမျိုးလို့ဘာသာတရားထွန်းကားလာတဲ့အခါမှာလူတွေရဲ့ ီဥတီကျက်ဟာလည်းရွေးရှားလာတယ်အကောင်းပဲရောက်လာရင်တော့ကောင်းတယ်လို့ပဲပြောမှာပေါ့နော်ကောင်းတယ်ပဲကိုရောက်လာအဲ့တော့ဒီကနေ့ခေတ်မြန်မာလူမျိုးတွေရဲ့ရင်ကျေးတဲ့လောက်ရတဲ့ခုကတော့ဘာလို့ဆိုသတင်းကျွတ်ပြီးဆိုတာနဲ့ဘိုးဘွားမိဘတွေကြောကြတယ်ဆရာသမားတွေကြောကြတယ်ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေကိုတွားရောက်ပြီးတော့ခါရဝါပြုကြတယ်ကြောချင်းနေကြောကြတယ်ဆိုတော့ဒီရင်ကျေးမှုကတော့ဓမ္မကောင်းတယ်လို့ပဲပြောမှာပဲနော် အချင်းချင်းစီလုံးညီညွတ်မှုအတွက်အထောက်အကူများစွာဖြစ်တယ်ပေါ့တခြားဘာသာတခြားနိုင်ငံကလူတွေကြည့်လိုက်ခရစ်စမန်ဒေးမှာကတ်ကလေးပို့လိုက်တာပဲရှိနော်ဒီလိုသွားပြီးဂါရဝပြုတာ ရှိမှာမဟုတ်ဘူးပေါ့အဝေးကနေပြီးတော့ခရစ်စမတ်ကတ်ကလေးနဲ့ greeting လုပ်တာပေါ့သူတို့ကြတော့နှုတ်ဆက်တာနောက်တစ်ချိန်မမပြေမှာလဲဒီလိုမဖြစ်ဘူးလို့မပြောနိုင်ဘူးပေါ့သို့တော့ကိုယ်ယဉ်ကျေးမှုကိုကိုယ်တိုင်ထိန်းသိမ်းရမယ်ဆိုတာတော့ယဉ်တဲ့နှလုံးထဲမှာတိန့်ထားဖို့လိုအပ်တယ် မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုဟာဘုရားသာသနာရဲ့လွှမ်းမိုးဩဇာတည်ရောက်မှုအောက်မှာရှိလို့သာသနာနဲ့သာသနာယဉ်ကျေးမှုနဲ့မြန်မာယဉ်ကျေးမှုဟာခွဲလို့မရအောင်တွဲနေပြီလို့ဒီလိုဆိုနိုင်တယ်မြန်မာနိုင်ငံကိုဘုရားရဲ့စာပေတွေရောက်လာပြီးတော့ထွန်းကားတိုးတက်လာတာဟာပကန့်ခေတ်ကစနေတာဖြစ်လို့အင်တန်မှဒုတဲ့ကြီးမားတယ်ပေါ့ သို့တော်လည်းပဲဒုတဲ့ကြီးမားလို့ဒုစီမှာအမြင့်တွဲနေပြီအမြင့်တွဲနေပြီဒါတွေဘယ်တော့မှမပြောက်တော့ဘူးလို့မအောင်မေ့လိမ့်နဲ့နော်ဒီအမြင့်ကိုကြိုက်မဲ့ပိုးတွေကအနာကြီးပဲအမြင့်တွဲတယ်လို့မအောင်မေ့လိမ့်နဲ့ဒီအမြင့်ကိုဖျက်ဆီးမဲ့တရားတွေကအများကြီးရှိလာဒါကြောင့်မလို့ဒီကောင်းမြတ်တဲ့အစဉ်လာဆိုတဲ့ဒီမိမိတို့ရဲ့ဘာသာတရားနဲ့ပတ်သက်ပြီးအမြင့်တွဲနေတာကိုပို့ပြီးတော့ ်တန်တန်မာမာခိုင်ခိုင်ခန့်ခန့်ဖြစ်အောင်တတိဝိရိယနဲ့ကြိုးစားအားထုတ်ကြအောင်ဖြစ်တယ်ပေါ့အဲ့တော့သတင်းရလာပြီနေ့ရမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုဟာဘိုးဘွားပြိပဆရာသမားတွေကိုခရော့ခြင်းပဲဖြစ်တဲ့ပေါ့ဒါကမြန်မာလူမျိုးတွေရဲ့ဒီယဉ်ကျေးမှုတစ်ခုပဲလို့ဒီကနေ့ခေစားနေတာကိုကြည့်ပြီးတော့ပြောတာเนาะကြောက်ဖောက်တာကတော့ကြောက်เสียကောင်းတယ်ဘယ်ကယဉ်ကျေးမှုဆက်လာတယ်လဲလို့မသိဘူးเนาะဖြောင်းတဲ့ဘုံနဲ့ရောသွားရင်ခက်လိမ့်မယ်တော့ကြာကြာ အဲ့ဒါကြောင့်မို့လို့ဒီလိုအနောက်ရှေ့ဖြစ်တဲ့အရာမျိုးကတော့ရှောင်ကျင်တာဟာအကောင်းဆုံးပဲပေါ့မလုတ်သင့်ဘူးဆိုတာသိဖို့လိုအပ်တယ်ပေါ့အထူးသဖြင့်လူငယ်လူရွယ်တွေဟာအပျော်တစ်ခုတည်းကို မကြည့်ပဲနဲ့မိမိတို့ရဲ့ယဉ်ကျေးမှုတွေမပြတ်ပြားအောင်လိုက်နာရှင်းသုံးကြရမှာဆိုတာအသက်ရရတဲ့ပုံကိုယ်တွေကနာပါချပြီးတော့ဆုံးမပေးပြီးလူငယ်တွေကိုတိမ်တွင်ခေါ်ဆောင်ဖို့ဆိုအမြဲတမ်းအရေးကြီးပါတယ် လုတ်ပြီဆိုရင်ငါလုတ်တဲ့အလုတ်ဒီငါအတွက်အကျိုးရှိသလားသူများအတွက်အကျိုးရှိသလားနှစ်ဦးလုံးအတွက်အကျိုးရှိရလားအကျိုးမရှိဘူးလားဒီစံချိန်နဲ့ပဲတိုက်ဆိုင်ပြီးတော့ကြည့်ကြအောင်ဖြစ်တယ်ငါမှလည်းငါမှအကျိုးရှိတယ်ဆိုရင်အင်ပျော်ရတယ်ဒါငါမှအကျိုးပဲသို့တော့အထိတ်တလန့်ဖြစ်သွားတယ်ဆိုရင်ဒါအကျိုးပြပြတာခေါ်တာပေါ့အဲ့ဒါလိုမဖြစ်စေရအောင်ဒီယဉ်ကျေးမှုဆိုတာကော တကယ်စိတ်မှန်တဲ့ယဉ်ကျေးမှုစိတ်နှလုံးအေးချမ်းတဲ့ယဉ်ကျေးမှုမျိုးမိမိတို့မြန်မာနိုင်ငံမှာရောက်ရှိလာတဲ့အခြေအနေတွေကနေမပြတ်စီအောင်ဝိုင်းဝန်းဆောင်ရှောက်ချမ်းအောင်ဖြစ်တယ်။ဒါကြောင့်မို့ယဉ်ကျေးမှုတွေဒီဖြစ်ပေါ်လာခဲ့တဲ့အမတန်ကောင်းတဲ့ပဝါရဏယဉ်ကျေးမှုနဲ့ဘုန်းကြီးတို့တို့မြန်မာရဲ့ယဉ်ကျေးမှုကိုဆက်လက်ထိန်းသိမ်းသွားနိုင်မယ်ဆိုလို့ရှိရင်အမတန်မှတန်ဖိုးရှိတယ်ဆိုတာကိုကိုယ်စီကိုယ်စီသဘောကျပြီး တတိယလပ်ပြည့်နေ့အမှတ်တရများကို မှတ်သားကမိမိတို့ဘဝတိုးတက်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း